စစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲကိုဒီဇင်ဘာလမှာကျင်းပသွားမယ်လို့ဧပြီလ8ရက်နေ့မှာတရားဝင်ထုတ်ပြန်အတည်ပြုလာပါတယ်။မလ28ရက်နေ့ကစကိုင်းတိုင်းကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းမန္တလေး၊စကိုင်း၊နေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာပျက်စီးဆုံးရှုံးမှုတွေများခဲ့ပြီးစစ်ကောင်စီရဲ့ထုတ်ပြန်တဲ့စင်းတွေအရတေဆုံးသူဟာ3600ကျော်ရှိနေပြီးဒဏ်ရာရရှိသူ9000ကျော်နဲ့ပျောက်ဆုံးနေသူတွေရှိနေသေးပါဗျ။ စစ်ကောင်းဆောင်ဟာငလင်လှုပ်ခတ်တဲ့တံကိုကြုံတွေ့ခံစားခဲ့ကြရတဲ့ရှမ်းပြည်နယ်တောင်ပိုင်းကဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ဧပြီလ10ရက်နေ့ကတွေ့ဆုံရချိန်မှာဒီဇင်ဘာမှာကျင်းပမဲ့ယူကောက်ပွဲအောင်မြင်အောင်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြဖို့လေပြောခဲ့တာကိုတွေ့ရပါတယ်။အခုအချိန်ဒီမှာငလင်ပြန်လဲထူထောင်ရေးတွေတက်ယူကောက်ပွဲလှုပ်ဖို့ကိုပဲအာယုံစိုက်နေတဲ့အပေါ်အဲ့ဒီယူကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ပါတီခေါင်းဆောင်တွေကပဲဝေဖန်လိုက်ပါတယ်။ဟိုအရင်ကတော့ ပါခွန်နဲ့အပြည့်ခိုက်ရှိတယ်စိတ်ဉာဏ်မှာတော့ဒါရုပ်ောက်ဝဲလို့တော့မဖြစ်ဘူးဆိုအဲ့လိုရှိအခုကတော့ဒီလိုပါခွန်လေးကြီးနဲ့ဉာဏ်ကြုံပြီးနေရတဲ့နေရာဒီမှာဘယ်လိုလုပ်သွားပြီးတော့ရုပ်ောက်ဝဲသွားလို့မလဲဒါဒီကောက်ဝဲအိမ်ညမှာတွားလုပ်တယ်ဆိုလို့ရှိရင်အိမ်မှာစီဆုံးသွားတဲ့လူကိုစော်ပါရအောင်ရောက်နေတယ်အဲ့လိုပဲကျွန်တော်ကစဉ်းစားတယ်။အပြည့်အစုံကိုပြင်ရတာလေဖေရှားပြရအောင်မယ်။အဲ့ဒါလည်းအချင်းချင်းပဲဖေရှားတဲ့စာအုပ်ကိုဦးဦးပါခွန်လေး ဆက်ရန်ဒီရတွေနဲ့ဝုန်းစုပြီးတော့အဲ့ဒါချူချလိုက်ရင်ပြီးရောမပြီးဘူးအဲ့ဒါကြီးကလက်ရှိမှာမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ54ပါတီကရွေးကောက်ပွဲနဲ့အတူပြည်သူတွေရဲ့တပိတ်မှောက်တာကိုခံနေရလို့နိုင်ငံရေးလှုပ်ရှားမှုတွေအစား ကူညီကယ်ဆယ်ရေးတွေနဲ့ပြည်သူတွေရှေ့လူလုံးထွက်ပြနေရတဲ့အခြေအနေမှာပဲရှိနေသေးတယ်လို့လေလာသူတွေကပြောပါတယ်။သူတို့ကိုရွေးကောက်ပွဲကျင်းပပေးမယ်စစ်ကောင်စီကလည်းတနေ့ထက်တနေ့နိုင်ငံအတွင်းမှာစိုးမိုးထိန်းချုပ်တဲ့နေမျိုးတွေနဲ့တစ်ထက်နဲလာနေပါတယ်။ဧပြီလအတွင်းမှာပဲချစ်ပြည်နယ်ဖလန်းမြို့နယ်စကိုင်းတိုင်းနယ်ကအင်းတော်မြို့ကိုလက်လွတ်ဆုံးရှုံးထားရတာပါ။2024ခုနှစ်ပြည်လုံးကျွတ်တကောင်စင်ကောက်ယူခဲ့စဉ်ကတော့မြို့နယ်ပေါင်း330ရှိတဲ့အနက် 145မြို့နယ်မှာပဲယာနုံပြည့်စင်းကောက်ယူနိုင်ခဲ့တယ်လို့စစ်ကောင်စီကဆိုထားပါဗါး2020ရွေးကောက်ပွဲရလဒ်ကိုလှစ်လူရှုပြီးအာဏာသိမ်းခဲ့တဲ့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူလူထုကစန့်ကျင်ထားတဲ့အပြင်စစ်ကောင်စီကလည်းလက်ရှိအခြေအနေမှာဘလို့ရွေးကောက်ပွဲကျင်းပမလဲဆိုတာကဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီတွေနဲ့စစ်ကောင်စီအဖွဲ့ဝင်တွေကြားမှာပဲမေးခွန်းတစ်ခုဖြစ်နေစေဖြစ်ပါတယ်ဒီကောက်ပွဲချင်းနေရတော့မဖြစ်အောင်လုပ်မယ်လို့တော့ကြွေးကြော်ထားတယ်လေ ဒီပင်မှာတော့အဓိကတော့ဖန်နဲ့ line ပွဲပဲဖြစ်နေတာပေါ့အဲ့မြို့ပေါ်ရပ်ကွက်တွေလောက်တော့ဖြစ်နေတာပေါ့ဒီကောက်ပွဲလုံးမဲ့ဆိုရင်ဒါလားတူပဲဒီမြောက်ပြည်လို့ဆိုလဲဒီလိုပါပဲဟိုမြို့ရဲ့ပတ်ဝန်းကျင်တချို့မေးချမ်းတဲ့နေရာတွေတော့လုံးလို့မရဘူးကောလုံချိုရေးအပြည့်အဝပေးနိုင်တဲ့မြို့ပေါ်ရပ်ကွက်နဲ့အနီးပတ်ဝန်းကျင်အနီးနာလောက်အထိတော့လုံးလို့ရနိုင်ပါတယ် ဖြစ်မနေရွေးကောက်ပွဲကျင်းပမယ်လို့ပြောဆိုထားတဲ့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲအတွက်အရေးကြီးတဲ့ရွေးကောက်ပွဲဥပဒေကိုမထုတ်ပြန်ရသေးတဲ့အခြေအနေဖြစ်ပါတယ်။ရွေးကောက်ပွဲကျင်းပမယ်စနစ်နဲ့ပတ်သက်ပြီးအချိုးကျကိုစားပြုစနစ်ပီယာနဲ့မဲအများဆုံးရသူအနိုင်ရစနစ် FETB နှစ်ခုရှိတဲ့နဲ့ဘယ်ဟာအသုံးပြုပြီးလှုပ်ဆောင်သွားမလဲဆိုတာကဝိဝါဒကွဲပြားနေစေဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ပုံစံကိုတော့လုံခြုံရေးအရာအပိုင်းလိုက်လှုံ့ဆော်သွားမယ်လို့စစ်ကောင်းဆောင်က2024ခုနှစ်ဇူလိုင်လ31ရက်ကာလုံစည်းဝေးမှာလူသိရှင်ကြားပြောဆိုထားပါတယ်။ပြီးခဲ့တဲ့23ရက်နေ့ကနေ25ရက်နေ့အထိနေပြည်တော်မှာ3ရက်ကျင်းပခဲ့တဲ့နိုင်ငံရေးပါတီတွေအပြည့်ရဲ့တိုင်းရင်းသားလက်နက်ကိုင်တွေငြိမ်းချမ်းရေးအဖွဲ့တွေပညာရှင်တွေပါဝင်ခဲ့တဲ့ဆွေးနွေးပွဲမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေရှိခဲ့တယ်လို့ပွဲတက်ရောက်ခဲ့သူတွေကပြောပါတယ်။ ဒီကောက်ပွဲလုံးမဲ့ပုံစံတို့ပါတို့ကြတော့ဒါလက်ရှိကျွန်တော်တို့နိုင်ငံရဲ့ပကတိအခြေအနေရကတော့ဥစ္စာပေါ့လေဒီနိုင်ငံလုံးအတိုင်းအတာနဲ့ပြန်ပြန်လုပ်ဖို့ဆိုတာတော့ဒါအခက်အခဲရှိနေသလားဒါအလုပ်ပြီးတဲ့အချိန်လေးအင်းဆိုတော့ကကျွန်တော်တို့နားလည်ရတလားတော့ဟိုလုံနိုင်တဲ့အစီအပန်းနေပြီးတော့ဥစ္စာပေါ့လေဟိုဒီပိုင်းဒီ20ဟဲ့လူမျိုးလုပ်ဖို့တော့ဟဲ့လူမျိုးပဲနားလည်မှုရှိတယ် အဲလက်ရှိကျွန်တော်တို့နိုင်ငံရဲ့ပကတိအခြေအနေရကတော့ဒီဒီ SSC ဘက်ကအုပ်ချုပ်ရေးပိုင်းမှာလက်လမ်းမမီတဲ့နေရာတွေလက်တော်တော်များများရှိတဲ့အခြေအနေအောက်မှာဒီလေလို့ရေကောက်ပွဲတွေပါလိကျင်းပလို့ရှိရင်တော့အကြီးဟိုတဲ့နေရာကလည်းပဲအာပူပေါင်းဝိုင်းကုန်ကူညီမှုတွေလှုပ်ဆောင်မှုပါဖို့အဲလိုမျိုးကြိုးစားဆန်ဆူမှတော့ရှိပါတယ် တကယ်တော့စစ်ကောင်စီကအရင်အာဏာသိမ်းစစ်တပ်တွေလိုပဲစစ်ရာဇဝဲမှုတွေကို နေ့စဉ်ကျူးလွန်နေတဲ့စစ်တပ်တစ်ခုဖြစ်ပါတယ်။၂021ခုနှစ်စစ်အာဏာသိမ်းချိန်ကစလို့လက်ရှိချိန်ထိစစ်ကောင်စီရဲ့တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ရသူ6000ကျော်ရှိနေတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောင်ရှောက်ရေးအသင်း AABB ကထုတ်ပြန်ထားပါတယ်။ဒါကနှစ်ပေါင်းများစွာကြာမှတကြိမ်ဖြစ်တတ်တဲ့အင်အားပြင်းငလင်ကြောင့်တေဆုံးရတဲ့လူဦးရေထက်နှစ်ဆနီးပါးပိုများတဲ့ပမာဏပဲဖြစ်ပါတယ်။စစ်အာဏာရှင်ဟောင်းဦးတန်းရွှေလက်ထက် 2008ခုနှစ်မေလ2ရက်နေ့မှာမြန်မာနိုင်ငံကိုအလွန်ဆိုးရွားတဲ့နာဂစ်ဆိုင်ကလုံးမုန်တိုင်းဝင်ရောက်ခဲ့ပြီးလူပေါင်းသသိန်း3000ဝန်းကျင်သေဆုံးခဲ့ရပါတယ်။ဒီလိုကြားထဲမှာ2008ခြေကံဥပဒေကိုအတည်ပြုပြီး2010ရွေးကောက်ပွဲနဲ့အတူစစ်အာဏာရှင်ဆိုတဲ့မျက်နှာဖုံးကိုခွာချခဲ့ပါတယ်။ဒီလိုပဲလက်ရှိစစ်ကောင်ဆောင်ဟာ2025မန္တလေးငနေကြီးအပြီးကျင်းပမဲ့ရွေးကောက်ပွဲနဲ့အတူထပ်ပေါက်တွေ့နိုင်မှာပါလား။ရွေးကောက်ပွဲတော့တကယ်ကြတော့အဖြစ်လည်းမဟုတ်ဘူးเนาะ။ အခုလိုမျိုးအဲဒုပြည်သူတွေပေါ့နော်အဲနလင်ထံကိုအလူလဲခံနေရတဲ့အချိန်မှာတက်ပြီးရောနောက်တော့တက်ပြီးရောရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်မှာအဲဒီအညာသာကျင်းမဲ့ဆိုတာနဲ့ပေါ့နော်အဲသူတို့ဘက်ကဆန္ဒမှုတစုံတရာမရှိဘူးပေါ့နော်ဆန္ဒသိလည်းမရှိဘူးဆန္ဒသိလည်းမရှိဘူးဒါကသူတို့ရဲ့ဆက်အနာဒီကခြံရင်းအတွက်ကိုသွားတယ်ဒီထဲမှာမှလူကောက်ဝင်လုပ်မဲ့ကိစ္စတော့အခုမြန်မာတလောက်ကတော့စိတ်ကောင်းချီပြီးခွေးသားရောင်းနေလို့ရဆိုပါတော့အဲ့ဒါအဖြေလည်းမဟုတ်ဘူး